ကောင်းသောညပါ Peace Flow Life Channel လေးကနေဆွေးနွေးပြီးခြင်းတဲ့အကြောင်းအရာလေးကတော့ကျမတို့ဘဝမှာ ရှင်တန်ခွင့်ရနေချိန်မှာဘလို့ပုံမျိုးနဲ့ရှင်တန်ကြမလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ကျမတို့ဘဝရှင်တန်ခွင့်ရနေချိန်မှာကျမတို့ရဲ့စာဝတ်နေရေးအတွက်ကျမတို့တွေပတ်စံရှာကြရပါတယ်။ပစံရှာနိုင်မှုအတွက်ကျမတို့တွေကအတန်းပညာဖြစ်စေ အတက်ပညာဖြစ်စေ လေ့လာသင်ယူကြရပါတယ် ဒါကြောင့်လေကျမတို့မိဘတွေအနေနဲ့သားသမီးတွေကို အတန်းပညာတွေငွေရှာဖို့အတက်ပညာတွေမျိုးစုံတင်ပေးပြီးပြိုးထောင်ကြရပါတယ်။ဝန်နည်းစရာကောင်းတာက တချို့လူတွေဟာအတန်းပညာအတက်ပညာမျိုးစုံ ပြိုးထောင်ပေးခြင်းခံခဲ့ရပေမဲ့ကိုချင်းတရားကိုတံပိုးထားဖို့နဲ့ကိုချင်းစာတရားရှိဖို့ပြိုးထောင်ခြင်းမခံခဲ့ရပါဘူး။ဒီနေရာမှာ ပညာတင်ပေးတာဟာအမှန်အမှန်ကို ခွဲခြားချင်းချင်းဖို့လို့ဆိုကောင်းဆိုနိုင်ပါတယ်။မှန်ပါတယ်။ကျမတို့ပညာတွေတင်ယူခဲ့ရတာဟာအလုပ်ကောင်းကောင်းရဖို့ငွေရှာနိုင်ဖို့ဖြစ်တယ်လို့အမှန်အမှန်ကို ခွဲခြားနိုင်ဖို့လည်းပါပါတယ်။ဒါပေမဲ့ကိုချင်းတရားကိုတံပိုးထားဖို့နဲ့ကိုချင်းစာတရားရှိဖို့ကို ပြိုးထောင်ခြင်းမခံရတဲ့အခါသူနဲ့ထိတွေ့ဆက်ဆံရတဲ့ပဝန်းကျင်ကိုအစိတ်ဖြစ်စေပါတယ်။ ဟုတ်ပါတယ်ဘလောက်ပဲပညာတတ်ပြီးငွေကြေးပြည့်စုံပါစေကိုကျင့်တရားမကောင်းဘူးကိုကျင့်စာတရားမရှိဘူးဆိုရင်အဲ့လိုဟာသူနဲ့ထိတိရဲ့အရာတွေအတွက်အစိတ်ဖြစ်စီမှာအမှန်ပါမိမိကြောင့်သူတစ်ပါးစိတ်ပူလောင်ရပြီသူတစ်ပါးအကျိုးပျက်စီးရပြီဆိုရင်မိမိဟာသူတစ်ပါးအတွက်အစိတ်ဖြစ်တာပါပဲဒါကြောင့်ကျမတို့နဲ့ထိတွေ့ဆက်ဆံခွင့်ရတဲ့သူတိုင်းအတွက် အစိမ့်မဖြစ်စေဖို့ကျမတို့ရဲ့ကိုကျင်တရားကိုတံမိုးထားဖို့လိုသလိုကိုကျင်းစာတရားလေးနဲ့ဆက်ဆံကြစို့နော်ကျမတို့တွေအားလုံးရဲ့ရှင်တန်ခွင့်ဟာအချိန်ကန့်သက်ချက်တွင်နေပါဒါကြောင့်ရှင်တန်ခွင့်ရခြင်းမှာသူတပားကိုအစိမ့်မဖြစ်စေသလိုတစ်ပင်လိုအကျိုးပြုနိုင်ဖို့လည်းအရေးကြီးပါတယ်တစ်ပင်တွေက ကျမတို့အသက်ရှင်နိုင်ဖို့အောက်ဆီဂျင်ထုတ်ပေးရင်ကျမတို့ကို အရေးပေးရင် ကျမတို့အတွက်အတုံးဆောင်ပရိဘောကတွေပေးတယ်။နောက်ဆုံးတည်ဆုံးသွားရင်တော့အနည်းဆုံးတော့ကျမတို့အတွက် ထင်းပေးခဲ့ပါသေးတယ်။တစ်ပင်တွေကကျမတို့အတွက် ပုံစံမျိုးစုံနဲ့အကျိုးပြုကြတယ်။ဒီလိုပါပဲကျမတို့တွေလည်းရှင်တန်ခွင်းရနေချိန်မှာမိမိကိုယ်တိုင်အတွက်လည်းအကျိုးရှိအောင်မိမိနဲ့ထိတွေ့ဆက်ဆံသူတွေအတွက်လည်းအကျိုးများအောင်မိမိကိုယ်ရည်ကိုယ်သေးကိုမြင့်တင်ပြီး တမိုးရှိစွာရှင်တန်ရပါမယ်မိမိဤကိုခြင်းတရားကိုထိမ့်သိမ့်ခြင်းကိုခြင်းစာတရားထားရှိခြင်းကျင်နာစာပြောဆိုဆက်ဆံခြင်းဖြင့်မိမိနှင့်ထိတွေ့ခွင့်ရသူတိုင်းကိုစိတ်အေးချမ်းခွင့်ပေးကြရအောင်နော်။ကျမတို့အားလုံးရှင်တန်ခွင့်ရတဲ့နေ့ရက်တိုင်းမှာကိုယ်နဲ့ထိတွေ့ဆက်ဆံခွင့်ရသူတိုင်းကိုတစ်ပင်လေးတွေလိုအကျိုးပြုရင်းကုသိုလ်ပညာဥစ္စာရဖို့အတူတူဆုဆောင်းကြစို့နော်။